ဆုံးတစ်ယောက်ကကိုကိုဝေဖန်လိုက်တဲ့အခါမှာပထမဆုံးအနေနဲ့အဲ့ဒီဝေဖန်သူဟာဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကိုဖွေရှားစစ်ဆေးနိုင်ဖို့အင်မတန်ရေးကြီးပါတယ်။ဒီလူဟာလူတကာကိုအမြဲတမ်းအဖြစ်တင်ဝေဖန်နေတဲ့သူလား။ဒါမှမဟုတ်ရင်ပြောတင်ပြောထိုက်တဲ့တင်လို့ဝင်ပြောတဲ့သူလားဆိုတာကိုဖွေရှားစစ်ဆေးရပါမယ်။ဒီဗီဒီယိုလေးထဲမှာတော့ဝေဖန်မှုကိုစစ်ဆေးရေးရှင်ကြီးတွေအခက်သဘောဝေဖန်မှုနဲ့အပြည့်သဘောဝေဖန်မှုရဲ့အကျိုးကျေးဇူးတွေလူတယောက်ကိုစနစ်တကျဝေဖန်နည်းတွေနဲ့ဝေဖန်ခံရတဲ့အချိန်မှာအအောင်ဆုံးတုံ့ပြန်နည်းတွေကိုတော့ပြပေးကြပါတယ်။ ဟိုဟာခီးတခြားကြုံတွေ့ရမဲ့ဝေဖန်ပြောဆိုသူတွေထဲမှာတစ်ဆယ်ရာခိုင်နှုန်းလောက်သာတကယ်ရေးပါတဲ့သူတွေအယူတဆိုင်နားထောင်သုံးသပ်တဲ့သူတွေထိကြပါတယ်။သင်တဲ့ပိုးဆယ်ရာခိုင်နှုန်းလောက်ကတော့မနာလိုလိုမုံဒီလိုစဉ်းစားဉာဏ်မရှိလို့ဒါမှမဟုတ်ရင်ဇိုင်းလိုဂျန်လိုလိုဥရောပကိုမုံမတရားပြောတဲ့သူတွေပဲလို့ကျွန်တော်မြင်မိပါတယ်။အဒီမုံမတရားဝေဖန်ချက်တွေကိုအလေးနဲ့ထားစဉ်းစားနေမယ်ဆိုရင်စိတ်ဆင်းရဲရမယ့်အပြင်အုံနောက်ရဲ့လုပ်တွေကိုလည်းတိကျပြစီစေပါမယ်။ ဲ့ဒီတော့ဒီလိုလျှောက်တိုင်မှာထိခိုက်ရအောင်ကျွန်တော်ကပြောခဲ့တဲ့ဝေဖန်သူတွေနဲ့ပတ်သက်ပြီးအခြေမရှင်းဖြစ်မနေတော့ဘဲနဲ့သူ့ဝေဖန်ချက်တွေကိုအလေးနက်ထားစဉ်းစားဖို့လိုအပ်ပါမယ်။တကယ်လို့စစောကပြောခဲ့တဲ့ကုသရာဂိုင်းနှုံးထဲမှာကျုံဝင်နေတဲ့သူမျိုးဆိုရင်တော့သူ့စကားကိုမြင်မြင်မေ့ပြဖို့ကြိုးစားတင်ပါတယ်။အဲ့ဒါကိုသွားပြီးခန်းစားချက်တွေပွားများနေမယ်ဆိုရင်လက်ကစိတ်တော့ကရောက်ပြီးဒီဘက်လည်းအလုပ်ပြမယ်။ညာဘက်မှာလည်းအေးမောဝဖြစ်နေပါလိမ့်မယ်။တကယ်ရောဝေဖန်ချက်ဆိုတာ အင်မတန်အင်အားကြီးတဲ့လက်နက်တစ်မျိုးပဲဖြစ်ပါတယ်။ဒီလက်နက်နဲ့ကိုကိုထိုးနှက်လာတဲ့အခါမှာခုခံကာကွယ်နိုင်ဖို့လိုအပ်တယ်လို့ကိုယ်တိုင်ဒီလက်နက်ကိုသုံးဆွဲတဲ့အခါမှာလည်းစနေတကြသုံးဆွဲတတ်ဖို့လိုအပ်ပါတယ်။အေးအမတအမစင်မခြင်းသွားလို့မြင်လူတယောက်ရဲ့စိတ်ဓာတ်ကိုဖျက်ဆီးရှိမှုံပြစ်တယ်လို့ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့စနေတကြကိုင်တဲ့သုံးဆွဲသူရဲ့လက်ထဲမှာတော့ဒီလက်နက်ဟာလူတယောက်ရဲ့ဘဝကိုအောင်မြင်ဖို့အထောက်အကူတစ်ခုဖြစ်သွားနိုင်ပါတယ်။အကြောင်းဝေဖန်မှုတွေကိုအဖြစ်သဘောဝေဖန်မှုနဲ့အပြုသဘောဝေဖန်မှုဆိုပြီးဖွဲ့ရှားပြောဆိုကြတာလည်းဖြစ်ပါတယ်။ စေတနာပါသူတယောက်ရဲ့အပြစ်သဘောဝေဖန်ကြဝေဖန်ခံရတဲ့သူကိုဘယ်တော့မှနှင်နာမသွားစေပါဘူးသူစိတ်ထဲမှာငါကိုဝေဖန်တယ်အပြစ်တင်တယ်လို့တော့မတင်စေရပါဘူးသူ့ကိုပိုကားငါအောင်ပုံမြင်လာအောင်လမ်းပြတယ်အပေးမြင့်တင်ပေးတယ်လို့သာငြင်းရစေပါတယ်တစ်ဖက်မှာတော့အပြစ်သဘောဝေဖန်ကြဝေဖန်ခံရတဲ့သူကိုစိတ်တဲကြစေပါတယ်မိတ်ဆွေကလုပ်ငန်းရှင်တဦးဖြစ်နေမယ်ဆိုရင်လုပ်ငန်းရှင်တဦးအနေနဲ့ကိုယ်လာကလူတွေကိုဘယ်လိုပုံစံနဲ့ဝေဖန်မလဲအဖြေကတော့ရှင်းရှင်းလေးပါ ဒီလူတွေစိတ်သက်တက်ကြွလာအောင်စွန့်ရင်မြင်မလာအောင်လည်းစားတဲ့တဘိုးတိုးပြီးအလုံးလုံးစေခြင်းနဲ့ဆိုရင်သူတို့ကိုရှုံးနေပြောဆိုတာမျိုးလုံးလုံးမဖြစ်ပါဘူးအဘေရှိမှုစကားမြင်များထဲမှာအပြစ်နာစာနည်းနည်းကိုမတိမတညှက်ထည့်ပေးတဲ့ပြုသဘောဝေဖန်ဒီမျိုးနဲ့တာဝေဖန်မှမသိအောင်ဝေဖန်ရမှာပါပြီရှုံးရက်တွေကိုသူ့ဘာသာမြင်ပြီးတော့သူ့ကျိုးတွယ်ဆိုတဲ့အသိစိတ်နဲ့ပြင်ချင်လာအောင်ထိန်ချောင်းပဲ့ကန်ပေးရမှာဖြစ်ပါတယ်တစ်ခါတလေမှာကျွန်တော်တို့လူတွေဆိုတာအယောင်နဲ့တရားမတူဘူးဆိုတာကိုမေးလျော့တတ်ကြပါတယ်တယောက်ချင်းရဲ့အုံနောက်တွေကလလုံးပုံကြီးမတူညီကြသလို တယောက်ချင်းရဲ့စိတ်တိုက်ဇေယျတွေကလည်းမတူညီကြပါဘူးညံညွန်နေရှိတဲ့ဝေဖန်သူတွေကတော့ဒီချက်ကိုသဘောပေါက်တယ်ဘယ်တော့မှလည်းမေ့မထားပါဘူးသူတို့ကဝေဖန်ချက်တစ်ခုမထွက်ခင်မှာသူဝေဖန်မဲ့လူအကြောင်းကိုတွေးတော့တယ်ဒီဝေဖန်ချက်ကိုဘလို့စကားတုံးတုံးမျိုးနဲ့ပြင်မလဲဆိုတာကိုသူစဉ်းစားပါတယ်လူတယောက်ရဲ့အတူမှုပြောဆိုကြောင်းနောက်လူတယောက်ဒါမှမဟုတ်ရင်လူများကိုတိုက်ခိုက်စေမယ်ဆိုရင်ကျွန်တော်တို့ဟာမရွေးတာမရှောင်တာအဲ့ဒီပုံကိုဝေဖန်ပြောဆိုမှုမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒီလိုပြောဆိုတဲ့အခါမှာ အထက်ကပြောသလိုအပြုသဘောဆောင်တဲ့နှီးမျိုးမြေလူအနေနဲ့သူ့ဘာသာပြည်ပြင်ဖြစ်လာအောင်ဖိမကူညီနိုင်တဲ့နှီးမျိုးနဲ့တာပြောဆိုဝေဖန်တတ်ဖို့လိုပါတယ်ဒါပေမဲ့ဒီကိစ္စတကယ်လက်တွေ့မှာတော့မလွယ်ပါဘူးသူကစေတနာကောင်းနဲ့ပြောတာသူ့အတွက်ကြိုးကျေးဇူးဖြစ်အောင်ကြင်ညာကောင်းပေးတာမှန်ပေမဲ့သူကစေတနာကိုစေတနာမှန်သိချင်မှသိမှာပါအင်မတန်တင်နေမှုမွေလေးမှာမှာပြောရဆိုရင်တော့သူကနာကျင်တာပေါင်းမှာပါဒီမျိုးစကားအပိစကားတွေတစ်ဆက်ကြီးပြောတာကိုပြီးမဆိုင်ပဲသူ့မားကိုထောက်ပြတဲ့စကားတစ်ခုနှစ်ခုအတွက်သာစိတ်မနိုင်ခင်မရပြင်ဖြစ်နေမှာပါ ဒီမောက်ကိုပြင်ဖို့နီလန်ပေးရတွေကိုလည်းသူယူကကောင်းမင်းပြည့်ချင်မှသိမှာပါ။ဒါပေမဲ့လိုအပ်တဲ့ဝေမထောက်ပြမှုမျိုးတွေကတော့လုံးတင်လုပ်လိုက်တဲ့အခါမှာလုံးရမှာပဲမို့။ဝေဖန်ရမှာတက်နိုင်သမျှပြည်နာစာနေပောင်းသာအထောက်ရမှာဖြစ်ပါလေ။ဒီနေရာမှာသတိပြုသင့်တာတွေကတော့အရှိန်အေကိုပြည့်စုံချာချာကြိုတင်တုံးသက်ဖို့။ကိုပြောဆိုမယ့်ဝေဖန်ချက်တွေအတွက်စကလုံးတုံးတုံးနဲ့တော်နည်းပြောင်းတွေကိုစနေတဲ့ကြားစစ်စစ်ရွေးချယ်ထားဖို့လိုအပ်ပါတယ်။ဒီလိုတတိပိပြင်ဆင်မှုမလုပ်ဘဲနဲ့အလွယ်တကူဝေဖန်လိုက်အပြစ်တင်လိုက်လုပ်နေမယ်ဆိုရင်တော့လူတွေကတတိပိနဲ့ကိုယ့်ကိုရှောင်လာကြပါလိမ့်မယ်။ ကိုစကားပြောရင်နားထောင်ချက်သူမရှိဖြစ်လာပါလိမ့်မယ်။တနည်းပြောရရင်တော့ကိုဝေဖန်ရေးမတက်လို့ကိုမိတ်ဆွေတွေစိတ်သက်ကြတာ။ကိုလောက်မှလုံးမလုံးရှင်ဖြစ်လာတာ။ကိုကြောင့်ကိုအလုံးတိကျကြစဉ်းစားမျိုးတွေဖြစ်လာတတ်ပါတဲ့။အဲ့ဒီနေရာမျိုးဖြစ်နေတော့ကိုရှုံရင်ချက်ကိုတည်ရပြီးပြပြမှုစ조사ရပါလိမ့်မယ်။မိတ်ဆွေကိုလူတစ်ယောက်ကဝေဖန်လာပြီဆိုရင်မိတ်ဆွေအနေနဲ့အဲ့ဒီပုံကူကိုအခုလိုတည်တည်ချာချာကဲဖြတ်စီစေးရပါမယ်။အဲ့ဒီလူကမိတ်ဆွေကိုယူဆိုင်စရာမလိုတဲ့60ရာခိုင်နှုန်းနဲ့မှပါတလား။ ။အမမို့ရင်ဂူဂူတဆိုင်နားတောင်ပေးရမယ်တဆယ်ရာခိုင်နှုန်းလေးရလား။သူ့ဘာကြောင့်ဒီလိုစကားမျိုးပြောရတာလဲ။သူပြောတာဟာတာမန်တိပွဲကိစ္စလား။ဒါမှမဟုတ်ရင်မိဆွေရဲ့ဒူးတဲ့အောင်မြင်မှုအတွက်အထောက်အပံ့ပြုနိုင်လောက်အောင်ရေးပါတဲ့ကိစ္စမျိုးလား။ဒါလိုရအောင်ကိုမိဆွေခွဲခြားရပါလိမ့်မယ်။ကိုဂျိုးတွေပြောတဲ့အပြုသဘောဝေဖန်ချက်မျိုးဆိုရင်တော့ဒါကိုကျေးဇူးတင်စွာနဲ့လက်ခံဖို့လိုအပ်ပါတယ်။ပြီးတော့သူဝေဖန်ချက်တွေနဲ့လုံးကြီးအောင်ကိုပြပြင်စရာရှိတာတွေကိုလည်းအနည်းအဆုံးပြပြနိုင်ဖို့လူစားရပါလိမ့်မယ်။အကယ်၍မောင်မတရားပြောတဲ့အပြည့်သဘောဝေဖန်ချက်မျိုးဆိုရင်တော့ သူ့ဝေဖန်ချက်တွေမှားယူနေကြောင်းကိုအခိုင်အမာနဲ့ရှင်းလင်းရှင်းပါရပါလိမ့်မယ်။ဒါပေမဲ့ရှင်းလင်းရှင်းပါတဲ့နေရာမှာစိတ်တည်ငြိမ်ငြိမ်ထားပြီးအကျိုးနဲ့အကြောင်းနဲ့ရှင်းရှင်းလင်းလင်းပြောနိုင်ဖို့လိုအပ်ပါတယ်။ဒေါသတကြီးကမှုရှုလို့ရှောက်ပြောနေရင်ဝေဖန်သူဘက်ကအမှန်ဖြစ်သွားနိုင်ပါတယ်။စင်မီဝေကျွန်စင်ပြောခဲ့တာရှိပါရင်ဝေဖန်မှုလေပြင်းတိုက်ခိုက်တိုင်းလွင့်စင်မသွားစေပါနဲ့တဲ့။တယောက်ကတည်းကပြောလိုက်တိုင်းခွေရင်တည်ငြိမ်ဖြစ်နေရင်တစ်ဖြည်းဖြည်းကြာလာရင်ကိုကိုကိုယုံကြည်မှုမရှိဖြစ်လာပါလိမ့်မယ်။သူများရိတ်ခဲ့ပဲကြည့်နေသူတယောက်ဟာကြည်ပွားစရာလည်းမရှိတော့ပါဘူး။ အဲ့ဒီတော့အရှုပ်ပြောရရင်ဝေဖန်ခံရတဲ့အခါမှာလက်ထောင်တို့တို့ထိုင်ပြီးစိတ်ကောကပေါင်းနေပါနဲ့စိတ်တည်တည်ငြိမ်ငြိမ်နဲ့စီစီဝေဖန်ပါအချိုးပြမဲ့ဝေဖန်ချက်ဆိုရင်လက်ခံပါအပြည့်သဘောဝေဖန်ချက်လို့ဆိုရင်တော့လူလူရှူလိုက်ပါလူလူမရှူတဲ့ဟာမျိုးကြတော့အဖြစ်တည်းရရောက်ပြန်လဲရှိပါပါအခုကျွန်တော်ပြောသွားတာတွေကတော့ဝေဖန်မှုကိုတုတ်ပြန်တဲ့နည်းတွေပါအဲဒါကြောင့်မိတ်ဆွေအနေနဲ့လက်တွေ့အသုံးပြုကြည့်ဖို့အကြံပြုလိုက်ပါတယ်ကြည့်ရှုပေးသွားတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဒီကြောင်းရာတွေကိုတော့ ိုပိုင်လုပ်ငန်းနဲ့ကြီးပွားမဲ့ပုံကိုဆိုတဲ့စာအုပ်လေးကအဓိကထုတ်လုပ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်